ညနေစောင်းနေပြီဖြစ်တဲ့အချိန်မှာရင်းနှီးကျန်းနှင်းလေးတစ်ခွက်စီကိုင်းလို့ဥပါနဲ့ဒေါ်အေးတို့ဇနီးမောင်ထံတို့ဟာသူတို့ရဲ့ချက်ဝင်းလေးထဲကတစ်ပင်ရင်အောင်မှာထိုင်နေကြပါတယ်။ဆောင်းဦးရဲ့လင်းညင်းအေးလေးကသူတို့ရဲ့စပင်ဖြူလေးကိုဖွဖွာလေးလွင်စီခဲ့တယ်။ကြည်ချင်းဆုံတော့သူတို့နှကန်းထံမှာအပြုံလေးတွေပေါ်လာခဲ့တယ်။အချိန်တွေဘလောက်ကြာသွားပြီလဲမသိဘူး။ ဒီခရီးရှည်ကြီးတစ်ခုကို အတူတူဖြတ်တန်းခဲ့ကြတာတွေကို အမှတ်ရသွားကြတယ်။အေးကြီးကိုတို့တွေနှစ်ပေါင်းဘလောက်တောင်ကြာပြီလဲနော်။တခါတလေကြတော့မနေ့တနေ့ကလိုပဲထင်ရတယ်။အင်းဘော်ကိုရဲ့ကျမတို့နှစ်ယောက်လက်ထပ်စားတော့ကဒီခြံလေးကအခုလိုစစ်စိမ့်စစ်စုံမရှိသေးဘူးလေ။အိမ်လေးဆိုတာကလည်းသူ့မိုးထရံကပဲရှိသေးတာ။อืมဟုတ်တယ်။ အဲ့ဒီတုန်းကဘာမှမရှိခဲ့ဘူးချစ်ချင်းမြတ်တာနဲ့နားလည်မှုကလွယ်လို့ဘာဆိုဘာမှမရှိခဲ့ဘူးလေဒီလိုနဲ့သူတို့နှစ်ဦးစကားပြောရင်းနဲ့နှစ်ပေါင်းများစွာကအတိတ်စီကိုပြန်ရောက်သွားကြတယ်ဥပါနဲ့တော်အီတို့ဟာညုံငယ်လေးတစ်မျိုးကရိုးသားတဲ့လေသမားမိသားစုကနေဆင်းသက်လာခဲ့ကြတယ်သူတို့လက်ထပ်ခဲ့တဲ့အချိန်မှာချမ်းသာကြွယ်ဝခြင်းဆိုတာဘာမှမရှိခဲ့ပါဘူး နှစ်ဦးသားလက်တွဲပြီးဘဝကိုအစပြုခဲ့ကြတာပါအစတုန်းကကိုက နေ့တိုင်းမြစ်စိတ်ကနေလှေနဲ့မြွတ်တက်ပြီးအလုတ်ကျန်တွေလှုပ်ခဲရတာနေပူပူမိုးရရမနာခဲရဘူးအေးကလည်းတနေ့လုံးဈေးထဲမှာဈေးရောင်းရီကူညီခဲ့တာပဲလေဒီခါတလေမိုးရရင်အေးရီတွေဆိုပြီးအိမ်ပြန်လာတာကိုမြင်ရင်ကိုယ့်ရင်ထဲမှာမကောင်းဘူးဒါပေမဲ့အေးကဘယ်တော့မှမငြင်းညူခဲ့ဘူး ။အော်ကိုရဲ့ကိုကလည်းအေးကိုအမြဲအားပေးခဲ့တာပဲ။အေးရဲ့အခုခဏလေးဆင်းရဲတာပါကွာ။ငါတို့စူးစမ်းရင်နောက်တစ်ချိန်အဆင်ပြေသွားမှာပါဆိုပြီးကိုမြဲပြောခဲ့တာမှတ်မိပါသေးတယ်။အဲ့ဒီစကားလေးတွေကကျမကိုအားအိမ်လေးဖြစ်စေခဲ့တာ။သူတို့နှုတ်ဦးဟာခက်ခဲကြံနေတဲ့ဘဝကိုမြတ်တာတရားနဲ့နားလေမှုပြည့်နေဖြတ်တန်းခဲ့ကြတယ်။ချွေတာကြတယ် ပိုလျံနာလေးတွေကိုစုဆောင်ကြတယ်။ဒီလိုနဲ့သူတို့ရဲ့အင်္ဂလိပ်ဟာတနေ့တခြားပိုပြီးခိုင်မာလာခဲ့တယ်။ထို့နောက်မကြမီပါပဲသူတို့ရဲ့ဘဝတွေကိုပျော်ရွှင်ခြင်းအသည့်တစ်ခု ရောက်ရှိလာခဲ့ပါတယ်။ပထမဆုံးသားလေးမောင်ဆိုးမွေးတုန်းက ကိုဘလောက်ပြောခဲ့လဲမပြောပါနဲ့တော့ညာဘက်ဆိုရင်ကိုတိုင်ချီပြီးတိတ်ခဲတာလေအင်း ုတ်တယ်နော်။သူကမျက်စိစုံမှိတ်ပြီးအိပ်ပျော်နေတာကိုကြည့်ပြီးပြင်းမန်းသည်။ဘယ်ရောက်သွားမှမသိဘူး။နောက်တော့သမီးလေးမမျက်လဲမွေးလာရော။အိမ်ကကလေးလေးတွေနဲ့ဆူညံပွက်လောရိုက်တော့တာပဲ။ဒါသမီးတွေကကိုတို့ရဲ့ဘဝအတိတ်ပဲတွေဖြစ်လာခဲ့ကြတယ်လေ။သူတို့ရဲ့အနာကအတွက်ဥပနဲ့တော်ရီတို့ဟာ အရင်ကထပ်ပို့ပြီးစူးစမ်းခဲ့ကြတယ်။သားသမီးတွေကို ကောင်းမွန်တဲ့ပညာရေးရဖို့အတွက် သူတို့ကိုယ်တိုင်အနေအဆားဆင်းရဲခံခဲ့ကြပါတယ်။မောင်ဆိုးကစာတော်မတော်ပဲအမြဲတမ်းပထမရတယ်။သူကိုတက္ကသိုလ်ထားနိုင်အောင် ကိုတို့ဘလောက်တောင်ကြိုးစားခဲ့ရလဲ။အေးဆိုရင်ညှိနှက်တဲ့အထိအချုပ်ခဲ့ရတာ။ကိုကလည်းနေ့တိုင်းကုန်းစီပို့ဆောင်ရင်ညပတ်အိမ်ရောက်ရင်တော့မအိပ်ပဲကလေးတွေစာကျက်တော်ကြည့်ပြီးပြမန်းရဂျိုးနဲ့တည်းပြောခဲ့တာပဲ။ မမြက်ကလည်းစတော်တယ်လို့စိတ်ကောင်းလည်းရှိတယ်။သူတို့ကိုပညာပေးနိုင်တာကိုတို့ရဲ့ဘဝမှာအကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပဲ။နေတွေကုံလုံးခဲ့ပါတယ်။သာသမီတွေဟာပညာတတ်လူကြီးလူကောင်းများဖြစ်လာခဲ့ကြတယ်။သူတို့ရဲ့အကျိုးစားမှုမိဘတွေရဲ့အနစ်နာခံမှုတွေကအရာထင်လာခဲ့ပါပြီ။တားမောင်ဆိုးဟာမြို့ကြီးမှာအင်ဂျင်နီယာတစ်ယောက်ဖြစ်လာပြီးသမီးမမြက်ကလည်းဆရာမတစ်ယောက် ဖြစ်ရပ်တည်နေပါပြီ။ထို့နောက်သူတို့အတွက်နောက်ထပ်ပျော်ရွှင်မှုအသစ်တစ်ခု ရောက်လာပြန်ပါတယ်။မောင်စိုးမင်္ဂလာဆောင်တော်ကကိုမျက်ရည်ကျခဲ့တာအေးမြန်လား။ตาကိုတခြားမိသားစုလက်ထဲအပ်လိုက်ရတယ်လို့မျိုး ခံစားရတယ်။ဒါပေမဲ့သူတို့ပျော်ရွှင်နေတာမြင်ရတော့လေမိဘတယောက်အနေနဲ့ပီတိဖြစ်ရပါတယ်လေ။ တူတူပါပဲကျမလည်းမမျက်မင်္ဂလာဆောင်တော့ကငိုလိုက်ရတာမပြောပါနဲ့တော့သူ့ငငယ်ကကျမတို့ရင်ခွေထဲမှာခြိပိုးခဲ့ရတာကို ပြန်မြင်အောင်ပြီးပီတိမျက်ရည်တွေကျမိတာဒါပဲမဲ့လဲသားသမီးတွေအိမ်အောင်ကြပြီးကိုဘွားကိုပျော့ပျော့ရွှေရွှေရက်တည်နိုင်တာမြင်ရတော့မိဘအတွက်အကြီးမားဆုံးပျော်ရွှင်မှုပါပဲကိုရဲ့သားသမီးများအိမ်အောင်ကြပြီး ကိုပိုင်ဘွားကိုတိဆောက်သွားတဲ့အခါ ဥပါနဲ့ဒေါ်အီးတို့ရဲ့အိမ်လေးကပြန်လဲတိတ်ဆိတ်သွားခဲ့တယ်။ထို့သော၎င်းသည်အထီးကျန်ခြင်းမျိုးမဟုတ်ပဲနှွေထွေသောအေးချမ်းခြင်းတစ်ခုသာဖြစ်သည်။သူတို့နှစ်ဦးဟာအတူတူထိုင်ပြီးအတိတ်ကိုပြန်ပြောကရင်းနှီးခြင်းလေးတောက်နေကြပြန်ပါတယ်။ခုတော့တာသမီတွေလည်းအိမ်အောင်ကြကုန်ပြီ။အချိန်ကြီးကမြန်လိုက်တာနော်။အေးပေါ့အေးရဲ့ဒါပေမဲ့ ိုတို့ဇနီးမောင်နှံတို့ကတော့အခုထိအတူတူရှိနေသေးပဲအင်းဒါနဲ့ကိုရဲ့ညီလေးတွေများမြင်မြန်ရရင်ဘလောက်ကောင်းလိုက်မလဲနော်အေးတို့အိမ်လေးလဲပြန်ပြီးတော့ဆူညံသွားမှာဟာဟာဟာအေးရလဲစိတ်မပူပါနဲ့ကွာမကြခင်ရတော့မှာပါညီလေးတွေနဲ့အတူဘောလုံးကစားဖက်ပုံမြင်ပြောပြီးပျော်ပျော်နေရတော့မှာ နေဝင်ဖြော့တော့နေတဲ့အလင်းရောင်အောင်မှာဥပနဲ့ဒေါ်အေးတို့ဇနီးမောင်နှံတို့အားအနာဂတ်အတွက်မျှော်လင့်ချက်တွေနဲ့ပြုံးနေကြဆဲပါသူတို့ရဲ့အချစ်ချင်းမေတ္တာ နားလည်မှုအနစ်နာခံမှုတွေဟာမျိုးဆက်တစ်တည်းစီဆက်လက်ကူးဆက်သွားအောင်မှာပါမိသားစုရဲ့အမွေနဲ့အိမ်တော်ရဲ့တန်ဖိုးဆိုတာဘာဆိုတာကို သူတို့ရဲ့ဘဝခီလန်းကသက်သေပြနေပါခဲ့တယ်